SG driver brother group ကနေပြီးတော့ကြိုးတော်ပါတယ်ဗျ။ကျွန်တော်ကိုတိုင်ကအရင်တော့မလေးရှားမှာ9နှစ်လောက်တယ်ပေါ့နော်။မလေးရှား9နှစ်လောက်တဲ့ experience ကိုကျွန်တော်နည်းနည်းလေးမေးကြည့်မယ်။ကိုနိုင်မလေးရှားမှာ9နှစ်လောက်တယ်ကိုနိုင်ဘယ်မှာလောက်တာ။ဂျိုဟိုးမွားမှာ။ကိုနိုင်အဲ့တော့ကဘာလောက်တာနော်။အဲ့တော့ကကျွန်တော် warehouse မှာဟိုပေါ့ stockkeeper line ရပေါ့။ store store in out ပေါ့နော်ဗျာ။မလေးရှားမှာလောက်တာနဲ့အခု Singapore မှာလောက်တာနဲ့ဘာကြီး difference ရှိလဲ။ဟိုမှာတော့ပြောမှာလို့ရှင်နည်းနည်းတော့ဟိုကတော့ချတာဦးနောက်တော့နည်းနည်းစားတယ်ဒါပေမဲ့လူသက်တာဒီမှာကျတော့လောက်ကြတယ် ချိန်ပုံများတယ်ခံစားဒါပေမဲ့မလေးရှားမှာလည်းဒီအချိန်ပဲဒါမလေးရှားမှာကျတော့နည်းနည်းလွတ်လပ်တယ်ဒီမှာတော့ဒီမှာတော့ခိုးလို့မရဘူးဗျာအဓိကတော့ခိုးလို့မရဘူးတကယ်လောက်ရတာပေါ့အဲ့တော့မလေးရှားကနေပြီးတော့စင်ကာပူဘက်ကိုကူးကျင်နေသူတွေအများကြီးရှိပါကျွန်တော်မေးတာအခုကျွန်တော်မလေးရှားမှာနေတာမလေးရှားအိုသမားအခုကျွန်တော်မလေးရှားမှာနေတာမလေးရှားပတ်မစ်ရှိတယ်စင်ကာပူဘက်ကိုကျွန်တော်ကူးကျင်လို့ကျွန်တော်မြန်မာနိုင်ငံနိုင်ငံရှိတယ်အဲ့လိုမျိုးညီကိုတော့ကိုနိုင်အနေနဲ့ဘာကြံကြံပေးနေတယ်ဒီဘက်စင်ကာပူဘက်ကိုကူးလာမှုတော့အဓိကဟိုကဘောဒီဘက်မှာတကယ်လို့ကိုက တငယ်ချင်းပေါင်းတဲ့ရှိရဆိုလို့ရှင်တော့ဒီတငယ်ချင်းပေါင်းတဲ့နဲ့ချိန်ပြီးတော့အင်းချင်းကမကုံဘဲနဲ့ကူးလို့ရမယ်နီးလည်းရှိတယ်။အောင်ဝင်အင်းချင်းနဲ့ချိန်ပြီးတော့ကူးလို့ရမယ်နီးလည်းရှိတာပေါ့။ဒီကတော့ဒီဘက်ကအလုပ်ကိုဝင်ရှားမှာပေါ့နော်။ဒီဘက်ကအလုပ်ရပြီဆိုတော့မှကျွန်တော်တို့ကကိုယ့်ဘက်ကနေကူးလာလို့ရအောင်ပေါ့။အလုပ်မရှိဘဲနဲ့တော့လာလို့တော့မရဘူးပေါ့နော်။